ကျွန်တော်ဒီနေ့ကတော့ပေါ့လေဟိုဒီနေ့ကပြောခဲ့တဲ့ဒီယောမမအာရှိတဲ့ Republic လို့ခေါ်တဲ့ Democracy နဲ့ Greek မှာအာရှိခဲ့တဲ့ Democracy အကြောင်းကိုအ ਨੇ ချင်းရှင်းပြခဲ့တယ်ပေါ့ဒီနေ့ကျတော့အသေးစိတ်ပေါ့လေအဲဒီဒီမိုကရေစီက Greek မှာဘလို့ပေါ်လာတယ်လဲဆိုတဲ့ဟာနဲ့ပတ်သက်ပြီးရှင်းပြချင်ပါတယ်အဲကျတော့ဒီ ဂရိယဒီမိုကရေစီကသူက demos plus kratos ဆိုတဲ့အဓိပ္ပာယ်ပေါ့အဓိပ္ပာယ်အဓိပ္ပာယ်ကပြည်သူကအုပ်ချုပ်ခြင်းဆိုတဲ့အဓိပ္ပာယ်ရတယ်ပေါ့နော်အဲ့ဒါကိုဘယ်တော့အစပေါ်လာတယ်လဲအဲ့လိုပြောရရင်တော့ကျွန်တော်တို့ခမန်းကြီးပေါ့လေအဲဟိုဟာပေါ့အော် BCE လို့ခေါ်တဲ့ပုံမှန်ခေတ်မရောက်ခင်994ခုနှစ်လောက်မှာအဲဒီစနစ်ကအရင်ဆုံးစပြီးတော့ ကျင့်သုံးလာတာပေါ့ဘလို့ကျင့်သုံးလဲဆိုတော့အရင်တော့ငါအသူကဂရိမှာသူကပြောရရင်တော့တော့ဘယင်းရှိမယ်နောက်တခါမူကြီးမကြီးတွေရှိမယ်အဲ့ဒါတွေကအဓိကထားပြီးတော့အုတ်ချုပ်တဲ့သဘောတွေဖြစ်နေတယ်နောက်တခါပြည်သူတွေအဲ့ဒီတွေကလည်းကျွန်းနေလဲအများကြီးရှိတယ်နောက်တခါတမန်ဆင်းတဲ့ပြည်သူတွေလည်းရှိတယ်အဲဆိုတော့အဲ့ဒီတမန်ဆင်းတဲ့လူတွေတို့ လေသမားဒီလိုအနေငယ်ပိုင်ထားတဲ့လေသမားတို့ဘာလို့ဆိုရလဲပြောရရင်တော့ဘာမှအခွင့်အရေးမရှိဘူးပေါ့အဲ့ဒီမှာမတူတက်လာလဲဆိုတော့ဆိုအဲ့ဒီအဲ့ဒီဆိုလန်ဆိုတဲ့အဲ့ဒီအဲ့ဒီဒီပုဂ္ဂိုလ်တက်လာပြီးတော့ तू ကအဲပထမဆုံးအကျင့်ပေါ့လေ तू ပြည့်ပြောင်းလဲရေလုတ်တယ်အဲ့ तू ဘယ်လိုလုတ်လိုက်တယ်လဲလို့လို့ပြောရရင်တော့အော်အရင်တော့ကပေါ့လေကျွန်းတွေကိုဟိုအကျွေးထားပြီးတော့ ဟိုလုတ်တဲ့စနစ်တို့အလိုတချို့ဟာတွေကိုဖျက်ချလိုက်တယ်ဖျက်ချလိုက်အပြီးတော့အကျွန်တော်တာမန်တချို့ပြည်သူတွေလည်းပါလာနိုင်အောင်အောင်အောင်လုတ်တလို့ငွေကြီးရှိတဲ့လူတွေကိုလည်းအဲသူကနေနေပြီးတော့ဒီနိုင်ငံသားအဲ့ဒီမြို့သားအဖြစ်နဲ့ဟိုလုတ်ပြီးတော့အုတ်ချွေကြီးကိုသူက400လောက်ပေါ့စပြီးတော့လုတ်ခဲ့တယ် အဲ့ဒီအဲ့ဒီဟာက994လောက်ရောက်ပြီးတော့ဒီဒီလိုမျိုးအုပ်ချုပ်လာပြီးတော့သူက business ဆိုတဲ့ဟာကနည်းနည်းအားနည်းသွားတဲ့သဘောရှိလာအဲ့ဒီအဲ့ဒီနောက်ပိုင်းမှာ908ရောက်လာတဲ့ရောက်တဲ့အချိန်မှာအာဘသူပေါ်လာတယ်ဆိုတော့အာဟိုပါကလစ်တနီစ်လို့ခေါ်တဲ့အဲဒီပုံကောကခေါင်းဆောင်ဖြစ်လာတယ်ပေါ့အဲ့ဒီခေါင်းဆောင်ဖြစ်လာတဲ့အချိန်မှာအဲ့ဒီပုံကောကနေနေပြီးတော့ အဲ့တော့ဘာလုတ်လိုက်တလဲလို့လို့ပြောရရင်အဲဟိုကျွန်တော်တို့ဒီအာနာနဲ့အုတ်ချုပ်တဲ့တဲ့ပေါ့အဲ့တော့စနစ်ကိုလုံးဝကိုဖျက်ချလိုက်တော့ဖျက်ချလိုက်ပြီးတော့ပြည်သူတွေလည်းပါဝင်အဲပါဝင်လာအောင်လုပ်ပြီးတော့အော် तू ကအဲဘာတွေလုတ်လာလဲလဲဆိုတော့ဟိုကျွန်တော်တို့ဒေသတွေထဲမှာမှာရှိတဲ့ပြည်သူတွေကို ဟိုပြည်သူတွေအဖြစ်သတ်မှတ်လိုက်တယ်အရင်တုန်းကငွေကြေးရှိပြီးတော့အမျိုးစုတွေအမျိုးစုလိုက်အုပ်ချုပ်တဲ့ဟာတွေကိုပယ်ဖျက်ပြလိုက်တယ်ဖယ်ဖျက်ပဲပြလိုက်ပြီးတော့အဲ့ဒီထဲကနေပြီးတော့အော်ဒီခေါင်းဆောင်တွေကိုအယောက်900ရွေးတယ်အဲ့ဒါကတော့အဲ့ဒီထဲကနေပြီးတော့သူကမဲနိုင်ပြီးတော့ရွေးရတာမဲနိုင်ရွေးပြီးတော့အဲ့ဒီမှာသူကဟိုဟိုအက်ကလစီယာလို့ခေါ်တဲ့ကျွန်တော်တို့လူစုဝေးဝေးကြီး assembly လုပ်တာပေါ့ အဲ့ဒီ assembly လုပ်တဲ့အဲ့တဲ့အဲထဲကနေပြီးတော့အဲ့ဒီ900ကနေပြီးတော့အုတ်ချွေရေဟိုဟိုကန်ရတယ်ပေါ့အဲ့ဒီကန်တဲ့ဟာကအာဘယ်လိုခေါ်လဲလဲဆိုတော့သူတို့ greek လို့ခေါ်တာပေါ့လေအဲပြောရင်တော့အုတ်ချွေရေကန်တဲ့အဖွဲကိုဘူးလေးဆိုတဲ့အဲ့တဲ့အဖွဲအဲဖွဲ့ပြီးတော့သူအဲ့ဒီကနေပြီးတော့အုတ်ချွေတဲ့စနစ်ကိုဟိုလှုပ်လာတယ်ပေါ့အာပြောရင်တော့ ဒီအေတန်မျိုးသူမျိုးသားတွေကသူတို့ကိုယ်တိုင် direct အုပ်ချုပ်ခွင့်ရလာဒါပေမဲ့ခုနလိုပြောသလိုပဲအဲရှစ်သမယတရားခိုင်တော့ပါခွင့်တော့မရှိဘူးပေါ့အဲ့ဒီထက်ကနေပေါ့အယောက်900ကိုရွေးတယ်သူတို့မဲနိုင်ရွေးပြီးတော့အော်ရွေးခမ်းတဲ့လူကအုပ်ချုပ်ရေးမှာပါလာတယ်ပါလာပြီးတော့နောက်ပေါင်းအဲ့ဒီထက်မှာကျွန်တော်တို့ဟိုတရားစင်ရေးတို့တရားဥပဒေပြည့်စုံရေးတို့လည်းလုတ်လာတာကိုတွေ့ရတာပေါ့ဒါကြောင့်မို့ဒီပုံကိုကြီးကိုဟိုကျွန်တော်တို့ဟို အေတန်မှာဒီမိုကရေစီရဲ့ဖခင်ကြီးဆိုပြီးတော့ခေါ်ကြတယ်အဲ့ကျတော့ तू ခေကုံသွားတဲ့အချိန်မှာခုနပြောသလို तू ကဒါ908ဆိုတဲ့ဟာစခဲ့တာဟင်အဲ့ကျတော့နောက်မသူပေါ်လာတယ်လေလို့လို့ပြောရရင်အဲဟိုပယ်ရီကလစ်ဆိုတဲ့အဲခေါင်းဆောင်တယောက်ပေါ်လာတယ်အဲ့ဒီခေါင်းဆောင်ကတော့သူကဘာလုပ်လာတယ်လဲလို့ပြောရရင်ပို့ပြီးတော့ အာကျွန်တော်တို့ဟိုအခွင့်အရေးတွေပို့ပေးလာတာအာပြည်သူတွေကိုဒါရိုက်ပါလာတဲ့ဒါရိုက်အုတ်ချုပ်လို့ဟိုပြောကျင်တာတွေပြောပေါ့လေဆွေးနွေးကျင်တာတွေဆွေးနွေးအဲကို ဖြစ်ချင်တဲ့ဟာအားတွေကိုဟိုဖြစ်လာတယ်ပေါ့နောက်ပြီးတော့သူကပြည်သူတွေကဒီတရားစီရင်မှာပါဝင်လာတဲ့တရားရုံးတွေပေါ့ပြည်သူတရားရုံးတွေပါလဲစတင်ဖန်တီးလာတယ် လို့ကျွန်တော်ကတော့ပြည်သူတွေကအုပ်ချုပ်တဲ့စနစ်ကပိုပြည်ပြင်းလာတာအဲ့တော့ဒီဒီအချိန်ကဘယ်နှစ်ခုနှစ်လောက်ရောက်သွားတယ်ဆိုတော့အာတော့ခမန်းကြီးပေါ့လေ460နဲ့အာနေပြီးတော့429ဆိုတဲ့တဲ့ပုံမှန်ခင်မတိုင်နေပေါ့ BCE ဆိုတဲ့အဲ့ဒီခင်မှာဖြစ်တယ်ပေါ့ဒီခင်ထဲမှာပဲခုနကအရစ္စတိုတယ်တို့ဟိုတို့ကျွန်တော်တို့ဒီပလေတိုတို့ဟိုတို့ ဆိုဂရီတီကိုပေါ်တဲ့အဲဒီခစ်ဖြစ်တော့ဒါမှမဟုတ်ဒီခစ်ကို ရွှေရောင်ခစ်လို့လည်းခေါ်ကြတယ်အဲ့ဒါကတော့ဟောအချမ်းပြင်းခုနကဒီမိုကရေစီရဲ့အစဆုံးဖြစ်ခဲ့တဲ့အဲဒီစနစ်ကဘလို့ပေါ်လာတယ်လဲဘလို့အုတ်ချုပ်ကြတယ်လဲဆိုတော့အချမ်းပြင်းဒီနေ့ကတော့အဲ့ဒီအကြောင်းအရာကိုတင်ပြခဲ့ဖြစ်ပါတယ်